ရှမ်းပြည်နယ်ကြောင်မဲ့ခန်နံပတူမြို့လယ်ကိုဒီကနေ့အော်တိုဘာ6ရက်တတင်းကျွတ်လပြည်နေ့မနက်9နာရီခွဲခန့်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျက်တိုက်ခိုက်ခဲ့လို့မြို့ကနေဤအများပြပျက်စီးခဲ့ကြောင်းဒေသခြေဆိုင်ရွှေဖီမြေတတင်းဌာနမှဖော်ပြပါဗါးစစ်ကောင်စီတပ်ရဲ့ဗိုလ်ချုပ်တိုက်ခတ်မှုတွင်မြို့ကနေအိမ်9လုံးထံမှနေလုံးဝပြာကျပျက်စီးသွားခဲ့ကာကျန်တဲ့နေအိမ်7လုံးထံမှနေပျက်စီးခဲ့ပါတယ်အတက်ကြီးရဲ့မြို့ကအဖွားအုပ်အတူအနှိမ့်ကန်တန်းရရရှိခဲ့ကာမြို့ကချို့ထပ်ဖြိတ်တိတ်ဆောင်သွားကြတာအပြင် တတိယလပြည့်နေ့ဘုံကြီးကျောင်းသွားလာတာတို့ကြောင့်လူထိကိမ့်မရှိခဲ့ဘူးလို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ၂ရက်မနက်9:55မိနစ်ကလည်းနမ်တူမျိုးရှက်ွက်ရှစ်နေရာကိုစစ်ကောင်စီတပ်ကဂျက်ဂျိုက်လေးနဲ့ဗိုလ်ချက်တိုက်ခဲ့ကြလို့မျိုးကန်လေးဦးတည်ဆုံးခံကဒဏ်ရသူ6ဦးရှိခဲ့ပါတယ်။တမ်းပြင်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အော်တိုဘာ၁ရက်နေ့ကကြောင်မန်းမြို့ကိုထပ်မံတိုက်ပိုက်ခဲ့တာပါ။လက်တလုံးမှာလည်းတီဘွဲမြို့ကိုထပ်မံတိုက်စစ်ဆင်နေကနမ်ဆန်မန်တုံနမ်တူအပြင် ဒီပေါ်မျိုးတွေကိုနေ့စဉ်စတိုက်ဆိုသလိုပုံကြတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။